င်းငင်းမင်္ဂလာပါအခုဒီချိန်ကဒီပန်းခောက်တာလေးပြမယ်နော်ဒါလေးလှုပ်ဖို့အတွက်ကိုပစင်းကောင်းဒီဘက်ကကျိုးဒီအနီအောင်ကျိုးလေးက16လက်မလိုတယ်ခွင်းဘက်ဆိုလို့ရှိရင်16လက်မပဲလိုမှာပေါ့နော်3လက်မกว่าလဲဆိုတော့အယောင်ဆက်ကျိုးအဖြူအောင်ကျိုးလေးကကျတော့14လက်မလိုတယ်နော်ဒီမှာ14လက်မလေးဖြတ်ထားတယ်ပြီးအလယ်ကအခွေလေးကကျတော့9လက်မအခွေလေးခွေထားတယ်နော်အယောင်ဆက်အခွေလေးခွေမယ်အဲ့တော့အခွေခွေမယ် ကျေတီခွင်ကွင်းမယ်အဲ့လိုလုပ်လဲရတယ်ကျေတီခွင်ကွင်းပြီးခွေခွေလဲရတယ်ကြိုက်သလိုယူနော်အခုဒီမှာကျေတီခွင်းနေဒီဘက်မှာငါးလက်မှရှိတယ်အခွေခွေပြီးမှကျေတီခွင်းကွင်းနေရတယ်ကျေတီခွင်းကွင်းပြီးမှအခွေခွေနေရတယ်ကြိုက်သလိုယူမီတူမယ်ပြီးဝရင်ခွင်ကွင်းမယ်အခွေခွေဝါမယ် ွေခွေမယ်ခွေပြီးွားရင်သူအချစ်အပြောက်တခွေလို့အပေါင်းလက္ခဏာလိုက်တုံမယ်အဖင်နဲ့မထည့်ဘူးเนาะအချစ်အပြောက်လိုက်တုံမှာပါခိုင်နဲ့ထိလိုက်ပြီးတော့ထိုးတုံမယ်ဒါတခွေလုံးကိုအချစ်အပြောက်ဒါတုတ်ပြီးွားပြီเนาะအပေါင်းလက္ခဏာအကုတ်လိုက်တုံထားတဲ့ခိုင်အောင်ပါတုတ်ပြီးသွားပြီဆိုလို့ရှိရင်အခုဒီမှာလိုမျိုးအဖက်ကလေးတွေ၅ဘတ်လုံးမယ် နော်ငါးဘက်လုံးမယ်ဟိုဒါပုံကြည့်လိုက်တာနဲ့တိပါနော်အဲ့ဒါလေးကြီးလေးဟိုဒီဟာလေးဒီဟိုဒီမှာသူ့ကိုနှစ်ခါခောက်ရမယ်ခုဒါဆိုရင်တစ်ခါအပေါ်နဲ့တစ်ခါပြန်လာတင်အပေါ်မှာအနီအောင်ပဲလာပေါ်တယ်နော်အဲ့ဒီဟာလေးကိုခုဒါဒီလိုလေးရသွားပြီဒီလိုလေးရသွားတဲ့ဟာကိုမှ အချီလေးနဲ့ထိမ့်မယ်ကျိုးတွေကပွမနေရအောင်เนาะတိတိလေးလေးဖြစ်အောင်လုပ်မယ်ပြီးမလာဘက်အောက်ဘက်ကနေပြီးတော့ ို့ကြီးကိုထိုးပြီးတော့တတ်လာမယ်ဆွဲတင်ပြီးရင်ခြီထွက်နေတဲ့နေရာကရက်ကလေးထိုးပြီးတော့ပြန်ဆင်းသွားမယ်မှလားဗတ်အောက်ဘက်ကို ဆွဲချအဲဆိုလို့ရှိရင်ရပြီဒီဘက်ကိုတုတ်လိုက်တယ်ဒီဘက်ထိတ်ပြီဒီဘက်ထိတ်လေးတုံမယ်အဖတ်တစ်ဖက်ကိုအဖတ်တစ်ဖက်ကိုဆိုရင်ဟိုဘက်ထိတ်ရဒီဘက်ထိတ်ရတုတ်တာလေအဖတ်တိုင်းရောနော်ဟိုဘက်ထိတ်ဒီဘက်ထိတ်ရောင်တူယူပါအချီကိုပိစာနဲ့အချီနဲ့ရောင်တူယူလို့ရှိရင်ကျိုးမပေါ်ဘူးနော်အခုဒီချေဒီဘက်ပဲတော့ရသေးတယ်ဒီဘက်မတော့ရသေးတော့ဒီဘက်ကိုလည်းတုံမယ်အဲ့လိုပဲအောက်ကနေပြီးတော့ထိုးပြီးတော့တက်လာမယ် ပိစားနဲ့ဆိုလို့ရှိရင်တော့ဖိုးရတာနည်းနည်းတက်တာလိမ့်မယ်ဖေးသားနဲ့ဆိုရင်တော့နည်းနည်းလဝင်မယ်ဒီပန်းကနေဘာလို့အခွေဆိုရင်ကြစ်ပြီးသားကြစ်ပြီးသားမှာဖေးသားမှာတော့ပို့ပြီးထိုးရတယ်အဲ့ဒါမှဒီအခောက်ကလေးလည်းထူတယ်နှစ်ခေါက်ခေါက်လာတာဆိုတော့အဲ့တော့ဖေးသားနဲ့ဆိုရင်နည်းနည်းလေးတော့အားဆိုင်ထိုးရမယ်တတိတဲထားပြီးတော့ထိုးနော်အရင်အားဆိုင်ထိုးရတော့လက်ထိုးမိတတ်တယ် အဲဆိုရင်အခုတက်တဲ့ဆင်းနဲ့ဟိုဘက်ထိတ်မှတစ်ခါဒီဘက်ထိတ်မှတစ်ခါလှုပ်လိုက်တယ်။ဒါဆိုရင်ရပြီတစ်ဖက်ကိုဟိုဘက်ထိတ်တစ်ခါဒီဘက်ထိတ်တစ်ခါလှုပ်မယ်။နောက်ဒီခောက်လိုက်တဲ့ဟာလေးကလေခောက်လို့အပြီးမှာဒီထိတ်ကနေဒီထိတ်ကိုတန်းလိုက်သုံးစိမ့်စာလေးလောက်ရှိလိမ့်မယ်။ပွင့်ဖက်တစ်ခုပြီးသွားလို့ရှိရင်သုံးစိမ့်စာပဲရှိတယ်။ကိုတိပဲသုံးစိမ့်စာရှိတယ်။အဲ့တော့အခုဒီတစ်ဖက်တဝိုင်းလုံးကို၅ဘက်လှုပ်မယ်။တစ်ဖက်နဲ့တစ်ဖက်ဒီညီရမယ်နော်။မှန်းပြီးတော့လှုပ်မယ်နော်။ညီအောင်လို့ဟို တစ်ခုကသေးလိုက်တစ်ခုကကြီးလိုက်မဖြစ်ရဘူးเนาะဟိုဒါပြီးွားရင်နောက်တစ်ခုထပ်လုပ်မယ်အဲ့လိုပဲသူကျိုးတွေလေအခုဒီလိုမျိုးလေးပွားဝါတက်တယ်မပွားစီနဲ့เนาะဒီလိုကြစ်ကြစ်လစ်လစ်လေးကင်မယ်ကင်ပြီးွားပြီဆိုတော့မှခောက်တင်မယ်ခုနာတော့လိုပဲဒီလိုမျိုးလေးနှစ်ခေါက်စာပြီးဟိုဘက်ထိတ်ကိုအချီတုံမယ်ဒီဘက်ထိတ်ကိုအချီတုံမယ်เนาะအချီမတုတ်ခင်ねကျိုးလေးတွေကိုညီအောင် ပိုတဲ့နေရာပွားတဲ့နေရာရှိလားသိချင်ကြည့်ပါကြည့်ပြီးတော့မရှိဘူးဆိုမှထိုးမယ်တုံမယ်နော်ဟိုဘက်ထိပ်ပြီးဒီဘက်ထိပ်ကိုတော့အောင်မယ်ဟိုဘက်ထိပ်ရောဒီဘက်ထိပ်ရောတော့အဲ့ဒါမှပန်းကခိုင်းနေ ပို့ပြီးတော့လဲလှမယ်။ဒါဆိုလို့ရှိရင်အဖက်ကနှစ်ဖက်ရပါပြီ။ငါးဖက်ပြည့်အောင်လုပ်မယ်။ငါးဖက်ဆိုရင်သူကတဝိုင်းထွက်လာနိုင်မယ်။ငါးဖက်နဲ့တဝိုင်းကိုကွတ်တိဖြစ်အောင်ချိန်ပြီးလုပ်ရမှာနော်။သုံးဖက်မြောက်ဆိုရင်သူကအလေရဲ့ပန်တဝက်ကဟိုဘက်ဒီဘက်ဒီလိုမျိုးလေးဖြစ်နေရမှာနော်။ဒါနှစ်ဖက်ပဲရှိသေးတယ်။ငါးဖက်ပြည့်အောင်လုပ်မယ်နော်။ ဒီမှာဒါဆိုရင်၅ဘတ်ပြီးသွားပြီเนาะ၅ဘတ်ပြီးသွားရင်ခါတိုင်းလိုပဲမှလာဘတ်ကိုလှည့်မယ်အသားဖောက်မယ်အသားနှစ်ချက်ဖောက်ဖဲသားဆိုတော့မှာပဲအဲ့ဒါပြီးရင်ပိုရာလေးကိုအနောက်ကိုဆွဲချတုပ်ပြီးဖြတ်လိုက်ရင် ရပြီเนาะသားဖောက်ပြီးသွားရင်ခါတိုင်းလိုပဲအနောက်ဘက်မှာဆွဲချတုပ်ပြီးဖြတ်မယ်အနောက်ဘက်ကိုဆွဲချတဲ့ခါကျရင်အရှိရပန်းလေးရရိုင်းမသွားစေနဲ့เนาะလှလှလေးဖြစ်အောင်တတ်နိုင်တော့ထိမ့်ပြီးတော့ဆွဲချမယ်ပြီးအနောက်ဘက်မှာချီတုပ်ပြီးဖြတ်လိုက်လို့ရှိရင်ရပြီ က်ကလေးတွေကိုတစ်ဖက်နဲ့တစ်ဖက်ကိုညီနေအောင်လုပ်မယ်နော်ဝင်ဖက်တင်ညီမှလှမှာကြီးလိုက်တီးလိုက်ချိုးတိုင်းလှမှာမဟုတ်ဘူးအဲဆိုလို့ရှိရင် तू ကပြီးပါပြီငါးပတ်နဲ့အဲအဆိုရင်ခေါင်းနဲ့ခွင်းနဲ့ဒီမှာတစုံစာရပြီအင်းကြီးတထဲစာခါတိုင်းလိုပဲအင်းကြီးတထဲစာ၅စုံလုပ်ပါ၅စုံလုပ်ပြီးဒီချေကိုအိစာလေးပြင်ပြပေးပါနော်အားလုံးပဲအစဉ်မြေကြပါစေ